မြန်မာပြည်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးယဉ်နေမိသားစံစစ်သားဟာဆိုလို့ရှိရင်လည်းတကယ်ကိုဒါအနောထားမင်းရနေမှာမင်းသူ့နောက်တက်မဲ့မင်းတပားရှိတယ်မင်းလောင်းပေါ်နေပြီဒီမင်းလောင်းကိုလာနေပြီဆိုတဲ့အကြောင်းလို့ဘလောက်ရှိပြီလဲကိုဝင်ဆောင်ဆိုကိုဝင်ဆောင်နေတတ်တယ်အားနောက်မှာဟိုမှာဖြစ်သိဘူးဘယ်နှစ်နှစ်သားရှိသွားပြီဘယ်နှစ်သားအဲ့ကနေကြံရက်လို့ဖြစ်ပြီးတော့မှအဲကြံစစ်သားဖြစ်လာတယ်ဆိုတော့ ဟာမျိုးကိုလည်းပြောတယ်ဒါဒါကတော့တိကျသိချာတဲ့ဟာမျိုးနှုတ်ပြောတမိုင်းโอเคကျန်စက်သားရဲ့ဟာမှာနောက်တစ်ခုရှိသေးတာပါလဲဆိုတော့ကျွန်တော်တို့မြန်မာတွေကြတော့အဲ့နေရနေတိုက်ရိုက်ဖြစ်တယ်တို့နတ်နဲ့လူနဲ့ဘလို့ဖြစ်တယ်တို့ဘာလို့ညာလို့ဆိုတော့ကျွန်တော်တို့ကနည်းနည်းပြောရခက်ကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်တဲ့ခါကျတော့ဒီလိုဟာမျိုးအယုံအယုံကြည်မရှိတဲ့ခါကျတော့အဲဒါဆိုတော့ကျန်စက်သားမင်းကဘလို့လောက်သွားတယ်လဲဆိုတော့သူက ARE မြက်ကိုကူးတဲ့ဟိုဘက်ကကနေညမောင်မှာကူးလာတဲ့အချိန်မှာ တဝက်ရောက်တဲ့ခါမှာလေနဲ့ပေါ့နော်ဥလာတဲ့ခါမှာတကယ်ကိုမုံတိုင်းနေတိုက်ပြီးတော့မှလေပြင်းလေတန်းနေတိုက်ပြီးတော့မှသူလေရမှောက်ပြီးတော့မှအဲဒုက္ခရောက်တော့မလို့ဖြစ်နေပြီဒီဘက်ကွယ်ကန်းကိုရောက်နိုင်စရာအကြောင်းမရှိတော့အဲ့အချိန်မှာဒီမဲမာဂီရီပေါ့လေမဲမာဂီရီမောင်နှမနှစ်ယောက်ကနေလာပြီးတော့မှသူ့ကိုကယ်ပြီးတော့ဒီဘက်ကောင်ကိုပုတ်လိုက်တယ်ဆိုတဲ့ဟာမျိုးကပြောရပါတော့။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်မြန်မာတွေရဲ့နတ်သမိုင်းမှာမဲမာဂီရီကအင်မတန်အင်မတန်လွှမ်းမိုးတဲ့ကြီးစိုးတဲ့သူလား။ဆိုတော့ ဘာဖြစ်လို့ကဲတာလဲဆိုတဲ့အခါကျတော့မဲမကီရီနဲ့သူနဲ့ဒါတဲ့အတိတ်ဘဝတစ်ခုမှာတဲ့တားဖတယ်တော်ဆက်ဘူးလေဒီအတွက်ကြောင့်ကဲတာပါဆိုအဲဒါမျိုး PR ကိုလူတို့တလူထဲ့တာနော်ပြီးရင်သူနန်းတက်တဲ့အခါမှာမြန်မာပြည်မြန်မာပြည်တမိုင်းမှာဖတ်ရှားရှားဘယ်မဲမဒီလိုပြောခဲ့တယ်ဆိုတော့မတွေ့ဘူးပေါ့ဘယ်လိုလဲဆိုတော့ဘယ်ဘက်လက်နဲ့အဲ မျက်ရည်တွေတုတ်ပေးမယ်ညာဘက်လက်နဲ့အစာယူတာကြွေးမယ်ဆိုတဲ့ဟာအမေသူဘယင်ဖြစ်ပြီနော်ဒါလူတို့ကိုတည်တည်ချာချာစီယုံတဲ့စကားတွေပြောသွားခဲ့တယ်ဟာလူတို့ကသူ့ကိုလည်းတကယ်ကို မင်းကောင်းမင်းမြတ်ပါမင်းကောင်းမင်းမြတ်တယောက်အနေနဲ့မြင်အောင်လဲလူတို့ရဲ့အမြင်ကိုသူကတည်တည်ချာချာပုံဖော်သွားတယ်ပြီးရင်သူဒီအင်မတန်တကူအဲနောက်မှာသူသူနောက်မှာအထောက်အပံ့ပြုမှုတွေရှိတယ်ပေါ့လေအမှန်သူသူနောက်ကိုနောက်ထား ရိန်နမလန်ကိုသူယူသွားပြီးတော့မှထွက်ပြေးတဲ့အချိန်မှာအနော်ဝထားကနေမှအဲជីကလာ6ယောက်ကိုလွှတ်ပြီးတော့မှလိုက်ပြီးလောက်ကြတုတ်တင်ဂိုင်းနေပေါ့အဲ့မှာသူကသွားရင်းနဲ့ချုံချုံတစ်ခုတည်းမှဒီဒီမှာတော့ငါအိတ်လိုက်အောင်ဆိုပြီးတော့အိတ်ဖို့လုံနေတယ်ဟို6ယောက်ကလည်းသူ့အဲလောက်ကြမှုချောင်းမြောင်းနေတယ်ပေါ့အဲ့အချိန်မှာသူ့လန်ကိုစိုက်တယ်စိုက်တိုင်းလန်ပြန်ပြန်လဲကြတယ်လဲကြတဲ့အခါကျတော့ဒီလောက်ရှုပ်တဲ့လန်ကွာဆိုပြီးမှ ကြောက်ပြက်လိုက်တာဟို6ယောက်ကိုသစိုးတီတီသွားပါတယ်ဆိုတော့ကျွန်တော်တို့တမိုင်းနဲ့ပြောကြချက်ပေါ့လူလောက်ကြံမဲ့လူ6ယောက်ကဒီလို6ယောက်ကိုတခါတည်းအစီလိုက်လေးတန်းစီထားတဲ့ပုံစံမျိုးနဲ့ဘယ်လိုများနေတယ်လဲဆိုတဲ့ဟာလေကျွန်တော်တို့စဉ်းစားစရာတို့ပေတော်ညာလဲဒါကျွန်တော်တို့လက်ထက်ထီကိုကျွန်တော်တို့ရုံရုံကြီးကြီးပြောနေရတဲ့ဟာဆိုတော့သူ့လက်ထက်မှာဆိုရင်ဘလောက်များတော့လူတူကဟာကြည်စံသူ့ကိုအားလုံးကကံကြမ္မာကတော့ နတ်ကောင်းနတ်မရတေကကိုဝိုင်းဝန်းပြီးစောင့်ရှောက်နေရပါတယ်ဆိုတော့ဘယင်တပါးဆိုတော့အမြင်ပုံပေါ်သွားတာဒါကြံစက်သားမဲ့ပြီးတာပေါ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကကဘာတမိုင်းမြမတမိုင်းမှာဒီလို PR ဆိုတော့ public relation ဆိုတဲ့ subject ကတော့မပေါ်သေးတာသူတို့တွေကဒါတွေကိုဘလို့သုံးအသုံးပြုပြီးတော့မှလူတို့ရဲ့စိတ်နှလုံးကိုဘလို့ထိမ့်ချုပ်ပြီးတော့မှအာနာကိုအသုံးပြုရမလဲဆိုတော့စဉ်းစားပြီးလောက်ခဲ့နှံ့ကြပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ ပြောလိုပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်